ကမ္ဘာအကောင်ဆုံးတိုင်းစစ်ကိုဖန်နေဖို့လာမယ့်နေရာဒီမှာ United ခေါ်ယူသွားမယ့်ဂိုတင်းဆက်၄ဦးပြည်သူများလုံးမေးမိလားခင်ဗျာရွှေရောအိုင်ဘတ်ခွန်ရှိကို online အကျင့်ကနေပြန်လဲကြိုးလိုက်ပါရင် Man United အသင်းဟာလာမယ့်နေရာဒီမှာအသင်းရဲ့လူစင်းကိုကြီးမားမားအပြောင်းအလဲပြုလုပ်သွားဖို့ရာစီစဉ်နေပါရင် United ဟာ2028မှာ Premier League Champion ဆုအရယူဖို့ကြံစည်ထားတာကြောင့်လာမယ့်နေရာဒီကအင်မတန်အရေးကြီးနေတာပါထိတ်တန်းစင်ကစားမများစွာကိုလည်းခေါ်ယူသွားဖို့တည်နေလို့စီစဉ်ထားတာဖြစ်ပါရင် United ဟာအသင်းကကစားမများပြားကိုလည်းလက်လွတ်သွားဖို့ရှိနေပါရင် ရက်ဖို့အန်တိုနီဆန်ချိုတို့ကိုဂျိမ်းသေးပါအောင်ပြီးတဲ့ရောင်းချသွားမှာပါ။ဒါပြင်ကာရာချိုရဲ့အနာခက်ကလည်းမသေးချာသလိုမိုင်းနုနဲ့ကက်စမဲတို့ကိုလည်းတင်းတင်းနဲ့ပြောင်းရွှေ့ကြရင်ရောင်းချသွားမှာဖြစ်ပါရင်ဝိုင်လန်ကိုလည်းပေါင်သန်း90ဝန်းကျင်ရရင်ရောင်းချသွားမှာဖြစ်ပြီးနာပိုလီအသင်းကခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိနေတာဖြစ်ပါရင်ယူနိုက်တက်အားဒီအားဒီမှာအတော်လင်းကိုအဆင်ပြေဖြစ်နေတဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့အတွက်ဒေကစားမလင်းဦးကိုခေါ်ယူအားဖြည့်သွားဖို့ရစိတ်ဝင်စားလျက်ရှိနေပါရင်ဒီဗီဒီယိုလေးမှာတော့ United တို့ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ကစားသမားလေးဦးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရင်နံပါတ်1ပေတာဂျိုကာရန့် ယူနိုက်တက်နေပြရိုဝင်အာမိုရင်ကသူ့ရဲ့တပည့်ရင်းပြည်သူဂျိုကာရက်ကိုခေါ်ယူဖို့အတွက်အပြင်းထန်စင်ဝင်စားနေပါတယ်။ကစားမကိုရိုင်းကလည်းလာမယ့်နေရာဒီမှာအသင်းပြောင်းမှာပါ။တခုရှိတာကဂျိုကာရက်အနေနဲ့ချန်ပီယံလိဝင်ဝင်ရအသင်းအသင်းကိုသာရွေးချယ်ဖို့ရှိနေတာကြောင့်ယူနိုက်တက်တို့အခက်တွေးနေရတာဖြစ်ပါတယ်။ဒီကစားမကဒီအာလီပြိုင်ပွဲအစုံ၄၀ဝယ်ကစားဂိုးလေး၁၀အတွင်းကိုကိုဖန်နီပေးထားပြီးကြမ်းထော်နေတာပါ။စပိုးလင်ကသူ့ကိုယူ65တန်ဝင်းချင်းရယူနဲ့ရောင်းချသွားမှာဖြစ်ပါတယ်။နံပါတ်2ဗီတာအိုစင်ဟန် အဆင်ဟာ United စီပြောင်းရှိလာဖို့လမ်းဖွင့်ပေးထားတဲ့သူဖြစ်ပါတယ်။သူကလာမယ့်နေရာဒီမှာနာဝလီကနေမဖြစ်မနေထွက်ပါပါ။သူ့ရဲ့ပြောင်းရွှေ့ခြင်းကလည်းယူတန်း80ဝန်းကျင်ရှိပါတယ်။အဆင်ဟန်ကဒီရာဒီမှာကနဒါစီအတွက်အငှားထွက်ကစားပေးနေပြီးလက်ရှိအချိန်ထိ26ဂိုးသွင်းယူထားကတရကီလီရဖို့အတွက်လာလာကောင်းနေပါတယ်။နံပါတ်3ဟူဂိုအီကီတီကီအီကီတီကီကအသက်20နှစ်အရွယ်သာရှိသေးသူဖြစ်ပြီးသူ့ရဲ့ခြေစွမ်းနဲ့လာလာမြင်မှမှုတွေကြောင့်ဥရောပတိုက်ထိပ်သည့်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်ပါတယ်။ဒီရာဒီမှာ ETTK ကနယ်သာလန်ကလပ်ဖရန်ဖတ်အသင်းအတွက်38ပွဲကစားပြီးကြမှာ19ဂိုးသွင်း8ဂိုးဖန်တီးပေးထားပါတယ်။ PSG အသင်းမှာကစားတော့ကနေရာမရပေမဲ့ဖရန်ဖတ်မှာတော့ရှယ်ချန်နေပြီးလာမယ့်ရာသီပရီးမီးယားလိမ်မှာမြင်ရနိုင်ခြေရှိနေပါတယ်။နံပါတ်၄ဘန်ဂျမင်ဆက်ခို အသက်27နှစ်အရွယ် RB Lines နိုင်စေသားမဖြစ်သူဆက်ကိုကလည်းဥရောပထိပ်သီးအသင်းကြီးရဲ့စိတ်ဝင်စားမှုကိုဖန်ဆားထားနိုင်ခဲ့သူပဲဖြစ်ပါရင်တရားသည်15ဂိုးလုံးသွင်းယူနိုင်ပြီးအသက်ရလည်းရလာတဲ့အမြပိုတိုးတက်လာဖို့ပါရှိပါတယ်။လာမယ့်နေရာဒီမှာလည်းဆက်ကိုကလည်း United တို့ခေါ်ယူဖို့ရာရထားခြင်းခံထားရပါတယ်။ ဒီစားမတွေကတော့ United တို့တိုက်စစ်ပိုင်းတွင်အားဖြင့်ကျင်းနေတဲ့သူတွေဖြစ်ပြီးတူမို့တူရောက်လာနိုင်ခြင်းရှိနေလားဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချွတ်လိုက်ရပါတယ်ခင်ဗျာ။